အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကိုတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့စင်းရဲ့မင်္ဂလာရဲ့မင်္ဂလာဆောင်အိမ်မက်ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့ season တင်ဆက်သူအန်နာပါအမေရလည်းအခုကြတော့တာမန်အတိုင်းပဲမင်္ဂလာဆောင်လက်ထပ်ပေးလိုက်တယ်နော်ကျမတခါရဲအခုရဲကပြောထားလိုက်မယ်အမေကျမကတော့တောင်ပေါ်မှာပဲတွားပြီးတော့လက်ထပ်ခြင်းနဲ့ကျမရဲ့မင်္ဂလာဆောင်ကိုတော့တောင်ပေါ်မှာပဲ season ပေးပါ မိခင်ဖြစ်သူနဲ့ဒီစကားပြောဆောင်နေခဲ့တဲ့အချိန်မှာပဲအကိုဖြစ်သူရောက်ရှိလာခဲ့ပါရဲ့အေးပါနင်ဘောင်းမှာအရန်ကြီးလဲစိတ်ပူမနေပါနဲ့နင်ကမင်္ဂလာဆောင်နဲ့ပတ်သက်ပြီးအိမ်မက်တွေအများကြီးရှိနေတာဆိုတော့နင်မင်္ဂလာဆောင်ခြင်းတဲ့နေရာမှာပဲငါနင်ကိုမင်္ဂလာဆောင်ပေးမယ်ကြောင်ပေါ်မှာပဲစိတ်တွေတိုးတွေနွားတွေကြောင်တဲ့နေရာမှာမင်္ဂလာဆောင်ပြန်တော့နေတော့နှစ်ယောက်သားအဲ့ဒီမှာပဲစိတ်ကြောင်တိုးကြောင်နဲ့အလောက်ကိုလောက်ရင်းနဲ့ပေါ့အကိုနေထိုင်ကြပေါ့တွေ့လာမေးအကိုဘာလဲပြောနေပြီလဲမသိဘူးလိုက်ပြီးတော့စနေ ဒါရဲ့ဘာဖြစ်လို့ညီမလေးကိုတွားပြီးတော့စိတ်ဒုက္ခရအောင်ရှောက်ပြောနေရပြန်တာတော့ငါသမီးလေးဘယ်အချိန်ထိဒီမှာနေရမလဲငါတို့လည်းသိရမှာမဟုတ်ဘူးဘလို့မဆိုသူကငါတို့အိမ်အတွက်ဧည့်သည်ပဲငါတို့အမြန်ဆုံးလက်ထပ်ပြီးရခမအိမ်ကိုလည်းပို့ပေးရမယ်အဲဒီခါကျရင်တော့သူငါတို့နဲ့အတူတူလည်းရှိမှာမဟုတ်တော့ဘူးကဲဒါနဲ့နင်းပါလေအလုပ်မသွားသေးဘူးလားအလုပ်သွားတော့လေချွေးမလေးရေချွေးမလေးတားလေးအလုပ်ကိုသွားတော့မယ်အဲ့ဒါကြောင့်အမြန်ဆုံးသူ့အတွက်ထမင်းပူးလေးယူလာခဲ့ပေးပါဦးတကယ်တော့လေ ။ရောင်မလည်းအရင်တုန်းကဆိုလို့ရှိရင်တော့တောင်ပေါ်မှာပဲလက်ထပ်ချင်ခဲ့ရော။ဒါပေမဲ့ကံကြမ္မာကိုလက်ခံလိုက်ရတာပါပဲလေ။ဘယ်တတ်နိုင်ပါမလဲ။သူကလည်းတယောက်ကြောက်လို့သွားဖို့အတွက်ထမင်းဆိုင်ပြင်ဆင်ပေးလိုက်ပါရီ။ဒီပုံစံအတိုင်းရဲ့အနေငယ်ကုံဆောင်သွားခဲ့ပါပြီ။တကယ်မှတော့အိမ်နီးချင်းအတော်တယောက်ကမဟုတ်ချော်ရေယူပြီးအိမ်ကိုလာလဲခဲ့ပါရီ။ကဲအမကြီးအမဘယ်ဝရောက်နေတာတော့အမြန်လာပါအောင်ရှင်။လာခဲ့လေလာပါကံလိုက်ဘာကိစ္စရှိလို့လဲပြောပါအောင်။အမေမဟုတ်ချော်ရေဘာရီယူလာခဲ့ပေါ့။ ဘလို့ပြောရွှေမှုတွေရှိနေလို့ယူလာခဲ့ရတာလေအေးငါသမီးငယ်လေးလေသူရဲ့မင်္ဂလာဆောင်အတွက်စကားပြောတာအဆင်ပြေသွားပြီအခုသူ့ကိုမင်္ဂလာဆောင်ပေးတော့မှဆိုတော့ရက်ွက်ထဲမှာရှိတဲ့သူတွေကိုမုန်းလိုက်ဝေပေးနေတာငါတော့လေငါသမီးနှစ်ယောက်လုံးကိုတရက်ထဲမှာအတူတူလက်ထပ်ပေးလိုက်တော့မယ်ဒါဆိုရင်တော့ငါအတွက်ကောင်းချစေအတော်လေးကိုတတ်တာသွားလိမ့်မယ်တိလားဒါနဲ့နင့်သမီးလေးရောဘယ်တော့လက်ထပ်မလဲသူမင်္ဂလာဆောင်တဲ့အခါကြောက်လို့ရှိရင်ငါတို့ကိုမုန်းအချိုလာဝေပေးမယ်မလားကဲရော့ရော့ရော့ဒီမှာယူထားလိုက်အောင် ရောပြီးနောက်မှာတော့အိမ်လေးချင်းအတော်ကြီးထွားခွာသွားပါရည်။အားဒီအတော်ကြီးကတကယ်ပဲနော်တစ်ချိန်အကုန်လုံးကျွန်မအကြောင်းကြီးပဲသူစိတ်ဝင်စားနေတယ်။ဖြစ်เสียရရှိရင်တော့ဖြစ်သွားမှာပေါ့။သူပြောတာဟုတ်တော့လည်းဟုတ်ပါတယ်လေ။နင်ပဲအချိန်လက်ထပ်မလဲသမီးရဲ့။ဟုတ်တယ်ရောင်မလေးရဲ့။နင်လည်းအမြန်ဆုံးလက်ထပ်လိုက်တော့ဒါမှငါတို့လည်းရွာသူရွာသားတွေကိုမဟုတ်အချို့တဝေပေးလို့ရမှာ။နင်သဘောကျနဲ့တက်တဲ့သူတဲရောက်ရှိတယ်ဆိုလို့ရှင်လည်းပြောလိ။အခုခင်မရီးစားထားတယ်ဆိုတော့ကအရင်တုန်းကလည်းမခတ်တော့ပါဘူးတာမန်ကိစ္စတခုပဲဘာမှရှက်မနေနဲ့ပြောပြော ဲ့လိုမျိုးတော့မရှိပါဘူးရောင်မရဲ့ကျမကတော့မင်္ဂလာဆောင်နဲ့ပတ်သက်ပြီးအိမ်မက်တစ်ခုရှိတယ်။ကျမတောင်ပေါ်ဒေသမှာပဲလက်ထပ်ပြီးသွားချင်တယ်။ကြည်ုံနေရတော့လေအမြဲတမ်းဒီစကားကြီးပဲပြောရမယ်ဆိုရင်တော့ငါကိုယ်တိုင်လည်းတောင်ပေါ်ဒေသမှာပဲအမြဲတမ်းလက်ထပ်ချင်ခဲ့ရသီးလားအခုတော့ကြည်ပါဦးငါကရွာမှာရှိတယ်တော်ရလေတခုတည်းမှာလာနေနေရတယ်ဒီမှာပဲလက်ထပ်ပြီးနေရတာကကန့်ကြမာပဲလေဘယ်တတ်နိုင်ပါတော့မလဲငါလည်းအခွင့်အရေးတခုရခဲ့မယ်ဆိုလို့ရှင်တော့တောင်ပေါ်မှာပဲသွားနေရဲ့ အေးပါအေးပါနေအဲ့လောက်တောင်မှတောင်ပေါ်မှာသွားပြီးလက်ထပ်ချင်တယ်ဆိုလို့ရှင်လေငါတို့ရအောင်စစ်စစ်ပေးမယ်ဟုတ်ပြီလားပြီးတော့နေတခါတည်းတေချာနားထောင်ထားလိုက်နင်းသားတောင်ပေါ်မှာလက်ထပ်မယ်ဆိုလို့ရှင်တော့ဘလောက်တောင်မှကောင်းကြစိတ်တွေများမလဲဆိုတော့ကိုရောတည်ရလားနင်းကိုကစိတ်ယုံတယုံမှအလုံးလုံးနေတယ်တာမန်ဝင်တန်းတယောက်တထေးမဟုတ်ဘူးသူရတဲ့ပတ်စံလေးနဲ့ငါတို့အားလုံးကိုရှောက်ဖွေကျွေးမွေးနေရတာဘလောက်ခက်ခဲတယ်မှလဲဒီလောက်ကြီးပတ်စံတွေအများကြီးကုန်ကြမှာကိုသူပင်ရနေပြီးတော့နင်းအတွက်ကောင်းကြစိတ်တွေအများကြီးကိုချခံပေးမလဲ ငါတော့လေနေတောင်ပေါ်သွားမယ်ဆိုတဲ့စကားကိုကြားရတယ်တော်တော်လေးကိုအေးနေပြီဟဲ့။ဒါရီအလုံးကချမ်းသာတဲ့သူတွေရဲ့ပွဲခံမှုတွေပဲငါတို့လိုမျိုးဆင်းရဲသားတွေအိမ်မက်မှတ်နေရမယ့်အရာမဟုတ်ဘူး။ရပါတယ်ကိစ္စမရှိဘူး။ကျမရဲ့စိတ်ကိုအိမ်မက်တွေအကောင့်ထဲမဖော်လာခဲ့ဘူးဆိုပေမဲ့ကျမရောင်းမလေးရဲ့စိတ်ကိုအိမ်မက်တွေကတော့ကျမကိုယ်တိုင်အကောင့်ထဲဖော်ပေးမှာပေါ့။အမလေးအကောင့်ထဲဖော်မယ်တွေဘာတွေလုပ်မနေနဲ့။အရင်ဆုံးနဲ့သူ့အတွက်ကောင်းလေးတစ်ယောက်လိုက်ရှာပေးလိုက်အောင်။သူကဘလောက်တောင်မှအပေါ်တွေလုပ်နေလဲဆိုတော့ကိုလည်းကြည့်လေ။ဒါနဲ့ကျမရဲ့အတော်တဝင်းခွဲရှိမှသားတစ်ယောက်ရှိတယ်။ သူ့သားလေးနဲ့ကျမယောင်မလေးနဲ့အတွေ့အချင်းတူတယ်လို့ကျမတို့ထင်တယ်သူတို့အိမ်ကလည်းတောင်တန်းတွေပါမှအတီးရှိတာတကယ်လို့အမေတို့သဘောတူတယ်ဆိုရင်တော့ကျမစကားပြောကြည့်လိုက်ရမလားယင်အေးအေးအေးမေးမေးမေးကောင်းတယ်ကောင်းတယ်ဒါအရင်ကောင်းတဲ့ကိစ္စပဲအေးသူတို့ကဒီဒုက္ခအိုးလေးကိုအတူတူခေါ်သွားမယ်ဆိုလို့ရှင်တော့ငါတို့အထွက်ဘာတွေများထပ်ပြီးလုံနေအောင်ပါလေတော်ပါတော်ပါကျမဒီကနေထွက်သွားတဲ့အခါကျရင်လေကျမကိုတတိယအဆုံးကအကိုပဲဖြစ်နေမှာသိတာပေါ့ညီမလေးရဲ့ညီမလေးကိုအကိုကအရန်ချစ်တာလေ အဲ့ဒါကြောင့်ငါညီမလေးရဲ့ပြောရွှင်မှုအတွက်ငါနင်းနေညညကြိုးစားနေရပေါ့။ဒါမှငါညီမလေးကိုအကောင်းဆုံးဆောင်လက်ထပ်ပေးပြီးဒီကနေပြီးတော့မောင်းထုတ်လို့ရမှာ။ဟုတ်ပါပြီရှင်။ရှင်ကတော့ရှောက်ပြောနေ။လိုက်စမနေနဲ့။ကျမတို့သူ့ရဲ့လက်ထပ်ပွဲအတွက်အကောင်းဆုံးစီစဉ်ပေးကြမယ်နော်။ဒီလိုနဲ့လက်သားရဲ့ဆင်းရဲတဲ့ချွေးမလေးကနင်းနေညညသူ့ရဲ့ရောင်းမလေးမင်္ဂလာဆောင်ဖို့အတွက်ပတ်စံတွေစားစုခဲ့ပါရီ။ဒါမှသူဖြစ်ချင်တဲ့ပုံစံအတိုင်းလက်ထပ်ပေးလို့ရမှာပါ။အနီတာကလည်းတိုးတော်နဲ့စကားပြောကြည့်ခဲ့ပါရီ။ အချင်းချင်းတယောက်ကိုတယောက်ကြည့်ပြီးနောက်မှာတော့မင်္ဂလာဆောင်ကိုသဘောတူခဲ့ကြပါရဲ့ကဲကဲကဲကောင်းပါပြီကျမတို့တောင်ပေါ်ဒေသမှာတလပိုင်းဆိုရင်တော့နှစ်အရန်ကြတယ်ဒါဆိုရင်တော့အဲ့ဒီမှာပဲကျမတို့မင်္ဂလာပွဲကိုကျင်းပကြမယ်နော်ကောင်းတာပါရှင်ဒါဆိုရင်တော့ကျမတို့ဘက်ကနေပြင်ဆင်စရာရှိတာစပြင်လိုက်တော့မယ်နော်ဒီလိုနဲ့နှစ်ဖက်မိသားစုဝင်တွေကမင်္ဂလာဆောင်ကိုစတင်စီစဉ်ခဲ့ကြပါရဲ့မင်္ဂလာပွဲနီးကပ်လာဖို့အတွက်အတော်လေးကိုစူးစမ်းပြင်ဆင်ကြရပါတယ် ကျောက်ခပဲမင်္ဂလာပွဲကိုစင်စင်ရတာပြန်မလိုက်တာသမင်းဟင်းမဖို့အတွက်လည်းပဆန်ကုန်နေမဟုတ်အချိုပွဲအတွက်လည်းငါတို့ပဆန်ထက်ကုန်သေးတယ်။ကျန်တဲ့ပြင်ဆင်မှုတွေနဲ့ဝစ်ဆောင်ဘိုးတွေကလည်းရှိသေးတယ်။ပဆန်ကအများကြီးထက်လို့ရေ။ရော့ဒါဆိုရင်တော့ဒီပဆန်ယူထားလိုက်။ကျွန်မအဝတ်စားချုပ်ပြီးရှာထားတဲ့ပဆန်လေး။ဒါပေမဲ့ဒါကယူထားလိုက်ပါရှင်။ယူထားလိုက်ပါ။ တမကဒါရိုက်လုပ်ဖို့အတွက်ကိုပဲဒီပတ်စံတွေကိုစုဆောင်းထားခဲ့ရလိဒီနောက်မှာတော့သူမအဝိဇ္ဇာတွေကိုဝယ်ယူခဲ့ပါတယ်သူရဲ့ရောင်းမလီအတွက်အရန်ကိုလှပါတယ်မင်္ဂလာဝတ်ဆောင်လေးကိုလည်းဝယ်ပေးလိုက်ပါတယ်ဒီနောက်မှာတော့ရွာသူရွာသားတွေအားလုံးနဲ့သူတို့ရဲ့ဆွေမျိုးအပေါင်းအသင်းမိတ်ဆွေတွေအားလုံးကိုလည်းဖိတ်ခေါ်ခဲ့ပါတယ်သူတို့လမ်းမှာစားတောက်ဖို့အတွက်မုတ်တွေကိုလည်းထည့်သွားခဲ့ကြရပါတယ် ကဲချွေးမလေးရေငါတို့အခုခရီးစားထွက်ရတော့မယ်ဆိုတော့လိုအပ်တာတွေအားလုံးထည့်ထားလိုက်တော့နော်ဟုတ်ကဲ့ပါအမေရေဘာမှအရင်ကြီးလဲစောရင်ပုံပန်းမနေပါနဲ့ကျမအားလုံးချလိုက်ပြီသီလားဒီလိုနဲ့တို့လေးနိုင်လောက်သွားပြီးနောက်မှာတော့တောင်ပေါ်မြို့လေးကိုရောက်ရှိသွားခဲ့ကြပါပြီနောက်ဆုံးမှာတော့တို့အရန်ကိုလာခြင်းနေခဲ့တဲ့မြို့လေးပေါ်ရောက်ရှိလာခဲ့ပါပြီလေးဘက်လေးရန်လုံးနှင်းတွေနဲ့ဖြူဖွင်းနေပါတယ်မင်္ဂလာဆောင်ကိုပြင်ဆင်နေကြတဲ့တို့တွေအကုန်လုံးကလည်းအုတ်ထုတ်တွေစောင်းထားကြပါတယ် အရန်ကိုလှပလုံးနဲ့ပဝန်းကျင်မြင်ကွင်းကိုလည်းမြင်တွေ့ခဲ့ရတဲ့အခါမှာစိတ်အေးချမ်းသာသွားခဲ့ကြတော့ပေါ့ရောက်ရှိလာတဲ့ဧည့်သည်တွေကိုအကောင်ဆုံးအေဝတ်ကျေးပြန်စွာအဲ့ခံခဲ့ပြီးသူတို့မိလောင်ဖို့အတွက်လည်းပြင်ဆင်ထားပေးခဲ့ကြပါရည်အရန်ကိုလှပတဲ့ပန်းတွေနဲ့မင်္ဂလာခံမကိုပြင်ဆင်ချေသားကြပါရည်တဖက်နေရာမှာတော့မင်္ဂလာပွဲမှာရောက်လာတဲ့အပရိသတ်ကိုကြွေးမွေးအဲ့ခံဖို့အတွက်ခမင်းဟင်းတွေကိုလည်းပြင်ဆင်နေခဲ့ကြပါပြီတချို့အမျိုးသမီးတွေကတော့သချင်းတွေစုံနေခဲ့ကြပါပြီကဲကောင်းလိုက်တာဒီမင်္ဂလာတော်တော်လေးကိုချစ်ခံရရတယ်နော် သူ့ယောင်မကိုယ်တိုင်ကသူ့အတွက်ဓာရီကိုလှောက်ချပေးတာတဲ့သူတို့ဓာရီကိုမလှုပ်ပေးဘူးဆိုလို့ရှင်တော့သူ့ယောင်မကလက်ထပ်ပြီးအိမ်ကသွားမှမဟုတ်ဘူးလေခဏလေးတော့သူတို့တော့ဘက်ကသူတို့ရောက်ရှိလာခဲ့ပါတယ်မင်္ဂလာဆောင်ထုံတဆန်လာတခုချင်းစီကိုလည်းသူတို့စားတင်ခဲ့ကြပါတယ်အိုဖျားသခင်အေးလိုက်တာအတော်လေးကိုအေးတယ်ဘာပဲပြောတကယ်အရန်ကိုပြောစရာကောင်းတယ်လို့ထင်တယ်ဒီလိုမျိုးအရန်ကိုပြောစရာကောင်းတဲ့မင်္ဂလာပွဲအကြောင်းကိုတော့ငါတို့ရုပ်ရှင်ထဲမှာပဲတွေ့ဘူးတာအပြင်မှာတခါမှကြုံဘူးတော့မဟုတ်ဘူးအခုနောက်ဆုံးတော့ကြည့်ပါဦးငါတို့အပြင်မှာလည်းကြုံတွေ့နေရပြီ ဒီနေရာမှာလက်ဖက်ပူပူလေးနဲ့အကြောပူပူလေးရမယ်ဆိုရင်တော့ပိုတော်မှပြေဆောင်သွားအောင်မယ်တိလာဒီအချိန်မှာစပနာကလည်းမင်္ဂလာဝတ်ဆောင်လေးကိုဝတ်ပြီးတောင်းတောင်းရင်ရင်နဲ့ရောက်ရှိလာခဲ့ပါတယ်အမလီအရင်ကလှပါရင်မြင်ခွင့်လေးပဲလှလိုက်တာရှင်တော်တော်လေးလာတယ်တကယ်ပဲကျမစိတ်ကူးထားတဲ့အိမ်မက်အတိုင်းပဲအသက်ရှင်နေရတယ်လို့မျိုးကိုခံစားရတယ်တိလာအေးပေါ့ဆင်းရဲတဲ့သူတွေအကုန်လုံးကငါရောင်မလေးလိုမျိုးကံကောင်းတဲ့သူမဖြစ်နိုင်ဘူးလေဒါဆိုရင်တော့အခုပဲနောက်ဖေးဖေးပေါကန်းနဲ့တွားပြီးထမင်းဟင်းချက်ပြုံးနေတဲ့သူတွေကိုတော့ပြောလိုက်အောင်မယ် အဲ့ဒီရီအားလုံးအတွက်အကြောပူပူလေးနဲ့လက်ဖေးပြင်ဆင်ပေးပါအောင်လို့ခဏနေတော့အဲ့ဒီရီအကောင်လုံးအတွက်အကြောပူပူလေးနဲ့လက်ဖေးပြင်ဆင်ပေးခဲ့ကြပါရီအားလုံးကလည်းအေရွန်နဲ့အတွက်တောင်ပေါ်မှာဝစ်ဆင်တဲ့အုတ်ထုပ်တွေကိုစောင်းထားခဲ့ကြပါရီယူရထုံတန်းစလာအတိုင်းပွဲတော်အားလုံးကိုဒီနေရာမှာပြင်ဆင်ချင်ပါခဲ့ကြပါရီဒီလိုနဲ့နောက်ဆုံးမှာတော့မင်္ဂလာဆောင်ရမယ့်နေ့လေးကိုရောက်ရှိလာခဲ့ပါပြီစပနာကမင်္ဂလာဆောင်ဝစ်ဆောင်ကိုဝစ်ဆင်ပြီးမန်တက်ပေါ်တက်လာပါရီငါရောက်မှလေးလှလိုက်တာဆောင်လေးကိုခြုံထားလိုက်ပါလားချွေးမလေးရဲ့ဟွန်းတော်ပါပြီရှင်ကျမဒီပုံစံအတိုင်းပဲသွားမယ် အခုလိုမျိုးမင်္ဂလာဆောင်ရဖို့အတွက်ကျွန်မဘလောက်တောင်မှအိမ်မက်မက်ခဲ့ရလဲကျွန်မဆွဲတော်တွေဘာတွေဝင်လိုက်မယ်ဆိုလို့ရှင်တော့ကျွန်မရဲ့ဓာတ်ပုံတွေပြည့်စည်သွားမှာပေါ့အေးပါအေးပါကောင်းပြီကောင်းပြီနေရဲ့သဘောဆန္ဒအတိုင်းပဲသွားသွားသွားဓာတ်ပုံသွားရိုက်ကြဒီလိုနဲ့မင်္ဂလာဆောင်ထုံးတဲ့ဆလာတွေစတင်ဖြစ်ပါတယ်သူ့ရောင်မလေးမင်္ဂလာဆောင်နေတဲ့အချိန်မှာအနီတားလည်းမျက်ရည်တွေကျလာပါတယ်သူကိုယ်တိုင်လည်းဒီပုံစံအတိုင်းအရန်ကိုလက်ထပ်ချင်နေကြတာလေသူ့လိုဆင်းရဲတဲ့ main clip တွေအများကြီးကတော့တာမန်အတိုင်းပဲလက်ထပ်ခဲ့ကြရပါတယ်စပနာကိုယ်တိုင်ကလည်းသူ့ရောင်မရဲ့နာကျင်ခံစားရမှုကိုသဘောပေါက်ခဲ့ပါတယ် ဒီလိုနဲ့လက်ထပ်ပြီးသွားတဲ့အခါမှာတော့အားလုံးကကျမတို့အများကြီးစဉ်းစားပေးခဲ့ကြတယ်နော်။ရောင်းမဆိုလို့ရှင်တော့ရှိတဲ့ပစ္စည်းတွေအကုန်လုံးကိုရောင်းချပြီးကျမတို့လက်ထပ်ဖို့အတွက်အဆင်ပြေအောင်စီစဉ်ပေးလိုက်တယ်။ရောင်းမကကျမရဲ့စိတ်ကိုအိမ်မက်တွေကိုအကောင့်ထဲပို့ပေးခဲ့တယ်လို့ကျမလည်းရောင်းမရဲ့စိတ်ကိုတွေကိုအကောင့်ထဲပို့ပေးခြင်းနဲ့ရောင်းမကိုယ်တိုင်လည်းတောင်ပေါ်မှာလက်ထပ်ခြင်းမှကျမသိပါတယ်။ဒါကြောင့်ဒီတောင်တန်းပေါ်မှာနောက်ထပ်လက်ထပ်ပွဲတစ်ခုလုပ်ရမယ်။အခုကတော့ကျမရောင်းမနဲ့အကိုရဲ့လက်ထပ်ပွဲပေါ့။ဒီစောကြောင်ရရတဲ့ခါမှာအနီတော်ဝမ်းတာပြောရွှင်စွာနဲ့သူ့ရောင်းမလေးကိုဖတ်ထားခဲ့ပါရီ။ နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့အလားပြေဆိုင်ဖွင့်ထားတဲ့မိန်ကလေးဆိုတဲ့ပုံပြင်ပဲဖြစ်ပါတယ်။ကဲကြော်သည်နေဒီနဲ့အစောကြီးအလောက်ကိုရောက်လာတာပါလား။ကောင်းတော့လေကောင်းပါရဲ့။အခုတလောနဲ့အလောက်ကိုအချိန်မှန်လာတယ်နော်။ငါရဲ့အလောက်တွေအားလုံးအချိန်မှန်ပြီးသွားတော့ကောင်းတာပေါ့။ဟုတ်တယ်အမရဲ့ကျမရဲ့မင်္ဂလာဆောင်ကလည်းအခုဆိုလို့ရှိရင်တော့ရက်သတ်မှတ်ပြီးသွားပြီ။အမေကလည်းတိတ်ပြီးနေမကောင်းဘူးလေ။အဲ့ဒါကြောင့်ကျမအလောက်တွေအားလုံးပြီးသွားရင်အိမ်အမြန်ပြန်လို့ရအောင်ပါ။ကျမတို့အိမ်မှာအားလုံးစားသောက်ဖို့အတွက်ကျမပဲထမင်းဟင်းချက်ပြုတ်ပြင်ဆင်ပေးရတာလေ။ အေးအေးအေးကောင်းပြီကောင်းပြီဒါဆိုရင်တော့ဆိုင်ဖွင့်ပြီးအရင်ဆုံးတန်ရှင်းရေလုပ်လိုက်အောင်ပြီးတော့ရင်တော့ဒီအထဲခန်းတွေကိုလည်းတန်ရှင်းလုပ်အောင်ဒီနေ့မင်္ဂလာဆောင်အတွက်ပြင်ဆင်ပေးစီရပါသေးတယ်တို့သမီးတွေဖုန်ကင်တင်ထားတဲ့အားလုံးကိုလည်းငါတို့ပြင်ဆင်ပေးရမယ်ဟုတ်ကဲ့ကောင်းပါပြီဂျိုဒီကတော့မိုနီကာရဲ့အိမ်မှာအလုပ်လုပ်ကြပါမိုနီကာကအိမ်မှာပဲအလားပြင်ဆိုင်ဖွင့်ထားပါတယ်ဒီဆိုင်လေးကိုတော့တမတော်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကဖွင့်လှစ်ထားခဲ့တာဖြစ်ပါတယ်မိုနီကာစိတ်ကိုရောက်ရှိလာခဲ့တဲ့ဖောက်တွေကအများကြီးပါ အဲ့ဒီထဲမှာဆူသားဆိုတဲ့အမျိုးသမီးတယောက်လည်းရှိပါသေးတယ်။သူကမိုနီကာရဲ့အလားပြေဆိုင်ကိုအမြဲတမ်းလာကြပါသေးတယ်။အခုဆိုရင်တော့ဆူသားနဲ့မိုနီကာတို့ကတငယ်ချင်းလိုမျိုးတော့မှဖြစ်နေခဲ့ကြပါပြီ။အမကြီးရော့ဒီမှာရေတောက်ပေါင်းရှင်။အေးနေရီကတန့်ရောတန့်ရှင်ရဲ့လား။ငါအခုဥပုပ်ဆောက်ထားတယ်ဆိုတော့မတန့်ရှင်တဲ့ရေတွေကိုတောက်လိုက်မယ်ဆိုလို့ရှိရင်တော့ငါရဲ့ဥပုပ်ချိုးသွားနိုင်တယ်။နေရောရေချိုးလာလား။ဟုတ်ကဲ့ပါအမရဲ့ကျမရေချိုးလာခဲ့ပါတယ်ကျမကိုယ်တိုင်လည်းအခုချိန်မှာဥပုပ်ဆောက်ထားတယ် ကဲဂျိုတိရေတော့အနေကော်ဖီတော့ဖြော်လာခဲ့ခမသတို့သမီးတယောက်ရောက်နေပြီဆိုတော့ငါမိတ်ကပ်ပြင်ပေးရအောင်မယ်ကျွန်내သူတွေလည်းလှုပ်ရှားရှိတဲ့အလုပ်တော့လုပ်ကြတော့အေးပါနေအလုပ်ကိုတော့နေအေးအေးစိစိလုပ်ပါငါကျွန်내သူတွေကိုပြောပြီးတော့ပဲအလုပ်ခိုင်းလိုက်တော့မယ်ငါပွဲမတော်ခင်မှာနေငေါ့ကိုလှုပ်ပေးလိုက်ပေါ့စပင်စတိုင်နဲ့မိတ်ကပ်ကိုလည်းနေပဲပြင်ဆင်ပေးရမယ်နော်အေးပါအေးပါရှာရရဒီလိုနဲ့နောက်ထပ်3-4ရက်ကြာတဲ့အထိစတားကတော့မိတ်ကပ်ပြင်ဆိုင်ကိုအမြဲတမ်းလာနေရပါသည်သူ့အိမ်မှာပွဲရှိနေခဲ့ရကော ဂျိုသည်လည်းအလောက်ကိုအချိန်မီအမြဲတမ်းရောက်လာကြပါတယ်။ဒါနဲ့အမမိုနီကာရေသရိုသမီမိတ်ကဆိုလို့ရှင်တော့ဈေးအရန်ကြီးမှာပဲနော်။အေးဒါပေါ့။သရိုသမီမိတ်ကကတော့ဈေးအကြီးဆုံးပဲတေချပြင်ရတယ်ဆိုတော့ငါလည်းဈေးကောင်းကောင်းရှူတယ်။ဘာဖြစ်လို့များမေးနေရတာလဲ။ကဲနင်ဘာလို့မေးနေလဲဆိုတော့ငါသိပြီ။နင်မင်္ဂလာဆောင်ကြရင်တော့ငါနင်ကိုအလကားပြင်ဆင်ပေးလိုက်မှာမို့လို့ဘာမှစိတ်ပူမနေနဲ့။နင်လက်ထပ်ဖို့အတွက်အချိန်ကလည်းလိုသေးတယ်မလား။ဟုတ်တယ်အခုတော့ရက်တွေလိုပါသေးတယ်။ဒါနဲ့လေ အမကိုရိုင်းကျမကိုမိတ်ကပ်ပြင်ပေးမယ်ဆိုတဲ့အကြောင်းကိုအမေကလည်းပြောပြထားတယ်တီလားဒါဆိုရင်တော့ကျမအခုပဲလက်ဖေးဖြော်လာခလိုက်တော့မယ်နော်မနက်ခရက်ကသတို့သမီးတွေကိုပြင်ဆင်ပေးနေရတာဆိုတော့ပြန်မှန်းနေပြီမလားမော်နီကာရဲ့တငယ်ချင်းစွတ်သားကတော့ဒီစကားတွေအားလုံးကိုကြားသွားခဲ့ပါတယ်ကဲနားထောင်ပါဦးမော်နီကာရဲ့ငါအခုနောက်ကနင်ပြောတဲ့စကားတွေကိုကြားလိုက်တယ်ဂျိုတီကအသိမကြခင်လက်ထပ်တော့မယ်ဟုတ်လားအေးဟုတ်တယ်ဒီလရဲ့15ရက်နေ့ကျရင်တော့သူရဲ့မင်္ဂလာဆောင်ရှိရလေအဲ့ဒါကြောင့်အဲ့ဒီနေ့ကျရင်ငါတို့ကိုသတို့သမီးမိတ်ကပြင်ဆင်ပေးမလို့ သူကသူ့မင်္ဂလာဆောင်ကြလို့ရှိရင်တော့ငါကိုယ်တိုင်မိတ်ကပ်ပြင်ဆင်ပြီးတော့ကိုပဲလိုချင်နေရလေ။ဟဲ့နင်ယူများယူသွားပြီလား။ဘလို့စကားတွေပြောနေရလဲ။သူကနင်ရှိမှအလုံးလုံးတဲ့အလုံးသမားတယောက်လေ။သူ့လိုအလုံးသမားတယောက်အတွက်နင်အဲ့လောက်ထိဈေးကြီးတဲ့မိတ်ကပ်တွေနဲ့ပြင်ဆင်ပေးမလို့လား။အလောက်ထီဈေးများတဲ့မိတ်ကပ်ပစ္စည်းတွေကသူနဲ့တန်ရောတန်လို့လားသူကနေ့စီမှာအလုံးလုံးနေတဲ့အလုပ်သမားတယောက်ပါနင်တို့အခုလိုမျိုးပြင်ဆင်ပေးရတာမယွန်းဘူးလားအမှန်အတိုင်းပြောရမယ်ဆိုရင်တော့နင်ကတော်တော်လေးကိုရိုးသားလွမ်းတာပဲဒီမှာငါပြောပြမယ် အဲ့ဒီအလုတ်သမားလေးဆိုတာကတော်တော်လေးကိုလေဝဲလွန်းနေနင်းကိုတနာတော့အောင်လို့တမင်တက်တက်လှုပ်ပြနေရတမင်တက်တက်ဆင်းရဲကြင်အောင်စောင့်နေတာဒါမှလည်းနင်းလိုမျိုးအရန်ကိုရိုးတာပြီးပတ်စံရှိတဲ့သူတွေကိုသူတို့ကလှည့်စားလို့ရမှာလीမဟုတ်ပါဘူးဆိုတာရင်လည်းအထင်လွဲနေရပါအဲ့လိုတော့လည်းဘယ်ဟုတ်ပါမလဲတနာစရာကောင်းတဲ့မင်းကလေးတယောက်ပါသူအတော်လေးကိုဆင်းရဲတယ်ငါရှိမှအလုတ်လုံနေရလဲကြပြီသူရိုးရိုးတသားပဲငါစီမှအလုတ်လုံနေရငါသာသူ့ကိုမင်္ဂလာဆောင်မှာမိတ်ကပ်ပြင်ဆင်ပေးဖို့ဆိုလို့ရှင်တော့ဘယ်သူကသူ့ကိုပြင်ဆင်ပေးမလဲ သူကငါ့ဆိုင်မှာအလုပ်လုပ်နေရလေပြီးတော့ငါမကလည်းကိုပိုင်းအလှပြင်ဆိုင်တစ်ဆိုင်လုံးရှိနေရပဲသူ့ကိုဒီလောက်တော့အကူအညီပေးရမှာပေါ့ငါစီမှာအလုပ်လုပ်နေတဲ့ဝန်ထမ်းတယောက်တည်းငါဒီလောက်တော့ပြန်လုပ်ပေးနိုင်ပါရဲ့ငါတော့နေကိုတတိပေးရပါဆိုင်မှာအလုပ်လုပ်နေတဲ့အလုပ်သမားတွေကိုအလောက်ထိခေါင်းပေါ်တင်ထားတာကောင်းတဲ့ကိစ္စတော့လည်းမဟုတ်ဘူးနေလုပ်နေတဲ့အလုပ်ကမှားတော့လည်းမှားနေတယ်တယောက်ကနေကိုမကောင်းတဲ့ပုံစံဆက်ဆံလာတဲ့အခါကြားလို့ရှင်တော့ငါပြောတဲ့စကားတွေဘလောက်တောင်မှမှန်လဲဆိုတာကိုနေသိသွားလိမ့်မယ်မိုနီကာကတော့သူသားပြောတဲ့စကားတွေကိုနည်းနည်းလေးမှဂရုစိုက်ခဲ့ပါဘူး ဒါပေမဲ့စစ်သားကတော့သူ့ကိုယ်သူမှန်ကန်တယ်ဆိုတော့ကိုတတ်သေးပြဖို့အတွက်အကြမ်းစီတစ်ခုကြမ်းစီဖို့အတွက်ဆုံးဖြတ်ထားလိုက်ပါရီစစ်သားကတော့အိမ်မပွဲရှိတဲ့အထွက်ကြောင့်မို့လို့မိုနီကာစီမမိတ်ကပ်လာပြင်ဆင်ခဲ့ပါရီဒီနေရာမှာပဲငါမိတ်ကပ်လိုင်းနဲ့ပစ္စည်းတွေကိုထပ်ထားတာမနဲ့ထဲကဒီမှာထပ်ထားတာရှာလို့လည်းမတွေ့တော့ဘူးဟွန်းမိတ်ကပ်ပစ္စည်းတွေနောက်ထပ်လည်းပျောက်နေရဘလို့ဖြစ်တာလဲဘာဖြစ်တာလဲမိုနီကာရဲ့အမြန်ဆုံးကောက်ပြင်ဆင်ပြီးတော့ငါရဲ့သမင်ကိုလည်းပြင်ရအောင်မဲအိမ်ကပွဲကလည်းအချိန်ကတ်နေပြီငါယောက်ျားလည်းငါ့ကိုစောင့်နေပြီပွဲမှာနောက်ကျသွားလို့ရှင်တော့ပြဿနာကျလိုက်မယ် နေငါ့မိတ်ကလင်ပေါ်တော့အလောက်တောင်မှနောက်ကျနေမယ်ဆိုတော့ကိုတော့ငါပထမတည်းကတီးခဲ့ရင်ငါနေရှိမလာပါဘူးဟဲ့ဒါနဲ့အနေမိတ်ကပစ္စည်းတွေကိုဘယ်မှာထပ်ထားတာလဲနေဆိုင်ကနေပစ္စည်းတွေပျောက်တယ်လို့ဘယ်တော့ကမှမကြားဘူးပါဘူးမသိပါဘူးဘမထားလဲဆိုတော့ငါလည်းမသိရဘူးငါ့ကိုကူပေးတဲ့အကူကိုလည်းဖုန်းဆက်ပြီးတော့မေးကြည့်ပြီးသွားပြီသူတို့နှစ်ယောက်လုံးကလည်းမသိဘူးအဲ့ဒီမှာပဲထပ်ထားတယ်ရရရကိစ္စမရှိဘူးတခြားပစ္စည်းတွေကမှရှိသေးတယ်ဆိုတော့တခြားပစ္စည်းတွေနဲ့ပဲပြင်ဆင်ပေးလိုက်မယ်ငါ့စီမှာအကောင်းတဲ့ပစ္စည်းတွေအများကြီးရှိပါတယ်ဒါနဲ့မော်နီကာ နေစိတ်မစိုးဘူးဆိုလို့ရှင်တော့ဂျိုတီးကိုနည်းနည်းစစ်ဆေးကြည့်ပါလားသူနင်းရဲ့ပျက်စီးရက်ကိုခိုးယူနေတာရောမဖြစ်နိုင်ဘူးလားသူကိုယ်တိုင်ကလည်းလက်ထပ်ပြီးတော့အလောက်ကနေထွက်သွားရတော့မှဆိုတဲ့အခါကျတော့အခုတည်းကခိုးနေလားမသိတာရခမအင်ကိုလက်လှလေးယူသွားခြင်းနဲ့ဆိုပြီးနင်းရဲ့မိတ်ကပ်ပျက်စီးရက်ကိုခိုးသွားတာဖြစ်နိုင်တယ်နော်မဟုတ်ကြနေရလေသူကအဲ့လိုလူစားမျိုးလုံးဝမဟုတ်ဘူးငါတို့အပြေးဝယုံကြည်တယ်သူဘယ်တော့မှငါစီကနေအခုလိုမျိုးခိုးမှာမဟုတ်ဘူးကဲထားပါလေဒါဆိုရင်တော့ငါနဲ့မိတ်ကပ်ပြင်ဆင်ပေးလိုက်တော့မယ် ဒီလိုနဲ့မော်နီကာကလည်းစူသားကိုမိတ်ကပ်ပြင်ဆင်ပေးလိုက်ပါတယ်စူသားကမော်နီကာကိုပြောပါတယ်ဒါဆိုလို့ရှင်တော့ခဏလေးတော့ငါခဏလေးအိမ်သာသွားချင်လို့နေနောက်မှာပဲငါ့ရဲ့စပင်ကိုပြင်ဆင်ပေးလိုက်တော့လေငါအခုချက်ချင်းပြန်လာခဲ့မယ်ဒီမှာငါ့ရဲ့ပတ်စံရည်ကိုထားသွားလိုက်မယ်တော့နောက်ထပ်နေရဲ့ customer တွေဘာတွေလာနေမှာဆိုလို့နည်းနည်းသတိထားပေးထောင်းငါ့ရဲ့ဖုန်းကိုလည်းငါဒီမှာပဲထားသွားလိုက်မယ်ဒီလားအေးပါအေးပါနေဒီဆိုင်ကိုလာနေကြပဲဘာပြည့်စီပြောက်ဖို့တော့လေဘာမှစိတ်ပူမနေနဲ့ ဒီနေ့ဆိုင်မောင်ကတယောက်တည်းပဲရှိတာငါ့ရဲ့အကူနှစ်ယောက်လုံးကလည်းတခြားနေရာမှာမိတ်ကတော့ပြင်ပေးနေကြတယ်ဒီလိုနဲ့စုသားကလည်းအင်တာကိုဝင်သွားခဲ့ပါတယ်ဒီအချိန်မှာစုသားရဲ့ဖုန်းဝင်လာပါတယ်ဟဲစုသားရဲ့အမေဖုန်းဆက်တာပါလားကြည့်ရတာပြင်ဆင်လို့ပြီးပြီလားဆိုတော့ကိုပဲမေးဖို့ထွက်နေတူပါတယ်ငါဖုန်းကင်လိုက်မယ်မဟုတ်ရင်တော့စိတ်ပူနေအောင်မယ်မိုနီကာဟယ်လိုလို့ပြောတော့မယ်အချိန်မှာပဲတစ်ဖက်ကအတန်ကစတိုက်ထွက်ပေါ်လာပါတယ်ဟဲ့စုသားရေနင်အလှပြင်ဆိုင်ကနေလာတာတော်တော်လေးကိုကြားတာပဲဟဲ့ ဘာလို့အခုချိန်ထိမလာရသေးရလဲဒါနဲ့လေမိုနီကာရဲ့ဆိုင်ကနေယူလာတဲ့မိတ်ကပ်ပစ္စည်းတွေနဲ့ပဲငါမိတ်ကပ်ပြင်ဆင်ထားလိုက်ရတော့မလားမင်္ဂလာပါအတော့ကျမမိုနီကာပြောနေရပါစူသားကတော့အိမ်သာကုန်ဝင်သွားတယ်လေဒါနဲ့ဘယ်မိတ်ကပ်ပစ္စည်းတွေအကြောင်းကိုပြောနေရလဲအေးအေးအေးမင်္ဂလာပါဒါနဲ့စူသားကပြောတယ်နင်တို့ကမိတ်ကပ်ပစ္စည်းတွေလက်ဆောင်ပေးထားတယ်ဆိုတော်တော်လေးကိုကောင်းတဲ့မိတ်ကပ်ပစ္စည်းတွေပဲငါလည်းအခုဆိုလို့ရှင်တော့အလားပြင်ဆိုင်ကိုသွားဖို့တော့အချိန်ကမရှိဘူးတို့ကိုယ်တိုင်လည်းအလားပြင်ဆိုင်မှာအလားပြင်နေကြုံပဲအဲ့ဒါကြောင့်မေးတာ အဲ့ဒီထက်ကပစ္စည်းတွေကိုယူပြီးတော့မိတ်ကပ်ပြင်ဆင်လိုက်လို့အဆင်ပြေလာရလားဆိုပြီးတော့ပါ။ဒါဆိုရင်တော့သူအိမ်သားရဲ့ခေါင်းနဲ့ထွက်လာတဲ့ခါကျရင်သူ့ကိုတစ်ချက်လောက်ဖုန်းပေးလိုက်နော်။ငါသူ့ကိုဖုန်းစကားပြောပြီးတော့တစ်ချက်မေးကြည့်လိုက်အောင်မယ်။သူ့အချိန်မီဒီကိုရောက်မှဖြစ်မှာငါတို့အိမ်ကနေအမြန်ဆုံးထွက်ရတော့မယ်လေ။ဟုတ်ကဲ့ဟုတ်ကဲ့ရပါတယ်တော့။ကျွန်မပြောထားပြလိုက်ပါမယ်နော်။မိုနီကာလည်းသူသားရဲ့မှန်တရားတွေအားလုံးကိုသိရှိသွားခဲ့တဲ့အခါမှာတော့အရန်ထွက်သွားခဲ့ပါရီ။ကဲသူသားရေ။ဟိုနေရာတော့ကနေပြင်သွားခဲ့တဲ့မိတ်ကပ်ဖို့ရေ ီနေ့ပြင်တဲ့ makeup ဖွင့်ရပေါင်းလိုက်မယ်ဆိုလို့ရှင်တော့ငွေ6000ကျတယ်။နေအခုပဲငါ့ကိုအဲ့ဒီပတ်စံပေးသွားလိုက်မယ်ဆိုလို့ရှင်တော့စရင်ရှင်ပြီးသားဖြစ်သွားလိုက်မယ်။ဟဲ့ဘလို့ဖြစ်တာလဲဘလို့မဆိုငါတို့ကတငယ်ချင်းတွေလေ။ငါဒီဆိုင်ကိုအမြဲတမ်းလာနေရပဲနေငါစီကနေဈေးနည်းနည်းပဲယူရမဟုတ်လား။ငါလည်းတငယ်ချင်းမဟုတ်ပါဘူးဆိုတာရဲ့နေကစင်းရတဲ့မိန်းကလေးတယောက်ကိုတကိုးဆိုပြီးတော့ဆွဆွဲခဲ့တယ် နင်းနဲ့ဂျိုတီနဲ့ဘာပြဿနာတွေများအလောက်တောင်ရှိနေလို့သူ့ဘော်ကိုအခုလိုလှုပ်ရက်တာလဲနင်းကသူ့အရန်ကိုစင်ရန်လုံးလို့ဆိုပြီးတော့မုန်းတီးနေခဲ့တာမဟုတ်လားအဲဒါကြောင့်ဒီနေ့အစပြီးနင်းနဲ့ငါနဲ့တငယ်ချင်းတွေမဟုတ်တော့ဘူးနင်းကငါပြင်ဆင်ပေးပြီးပြီဆိုတော့နင်းဒီကနေပတ်စံရှင်းပြီးသွားလို့ရပြီနင်းငါကိုပတ်စံအားလုံးပေးပြီးမှအခုဒီကနေပြီးတော့သွားတော့ငါအားလုံးကိုတည်သွားပြီအခုပဲနင်းမေဖုန်းဆက်တယ်နင်းငါ့မိတ်ကပ်ပစ္စည်းတွေကိုခိုးရှုပ်သွားခဲ့ပြီးတော့တမင်တတ်တတ်ဂျိုတီးရဲ့ကောင်းပေါ်ကိုလွှဲချရည်ဟုတ်လား နေ့လုံးမိမမျိုးကိုငါတငယ်ချင်းတော်ခင်မိရဲ့အတွက်အရင်အောင်နှောင်းကြရတယ်တိလာအဲ့ဒါကြောင့်လှုပ်เสียရရှိတော့အားလုံးလှုပ်ပြီးပြီးဆိုရင်တော့နေသွားလိုက်တော့စစ်သားကတော့အတော်လေးကိုစိတ်ပြတ်သွားခဲ့ပါတယ်။သူမစိတ်ညစ်သွားခဲ့ပြီးတော့ဗက်ဆန်တွေအားလုံးကိုပေးလိုက်ပါတယ်။ကျော်သီးကတော့အနောက်မှာရနေခဲ့ပြီးဒီစကားတွေအားလုံးကိုလည်းကြားသွားခဲ့ရပေါ့။သူမအရန်ကိုဝန်နေပြီးဝန်နေလုံးလုံးမျက်ရည်တွေလည်းကြားနေခဲ့ပါတယ်။မိုနီကာကတော့သူ့ရဲ့အလုပ်သမားကျော်သီးကိုတော့ဖတ်ပြီးတော့အားပေးနှစ်သိမ့်ပေးလိုက်ပါတယ်။ငုံနဲ့ကျော်သီးဘာမှငိုစရာမလိုဘူး။ တို့လိုမျိုးအကျန္နာတရားကင်းမဲ့တဲ့သူတွေကနေရဲ့အခြေအနေကိုနားလည်ပြီးမှမဟုတ်ဘူး။တို့အားလုံးကလှောင်ပြောင်ဖို့ကဲရဖို့ထိုးကြဖို့အတွက်ပဲတီးကြတာ။ဒါပေမဲ့အားလုံးကိုထားလိုက်စမ်းမစိတ်ထဲကနေထုတ်ပြလိုက်။ဘာမှအလောက်ထိလည်းဝမ်းနဲ့မနေနဲ့။နောက်ထပ်ရနေငယ်ဆိုလို့ရှင်တော့နင်းလက်ထက်ရတော့မှလေ။အဲဒါကြောင့်နေရဲ့ချစ်စရာကောင်းတဲ့မျက်နှာလေးကိုမပြတ်စည်းစင်နေကြလား။ပြောင်ပြောင်ရည်လေးနေလေ။ဒါမှရန်ကိုလှနေမှာပေါ့။လက်ထပ်ပွဲနေကြရင်တော့ငါနေကိုအရန်ကိုလှပါတဲ့ပုံစံအတိုင်းမိတ်ကပ်ပြင်ဆင်ပေးလိုက်မယ်။ ဒါမှမင်္ဂလာဆောင်ကိုလာတဲ့အပရိသတ်တွေအကုန်လုံးကလည်းနင့်ဦးမဲငေးကြည့်နေကြမှာချိုသေးရဲ့နင့်ခမအင်္ဂါသူတွေကတော့နင့်ကိုရွေးချယ်ခဲ့တဲ့အတွက်အရန်ကိုဝမ်းသာပြောရွှင်သွားကြမှာကျင်းသေးတယ်။ဒါနဲ့ငါတို့ပြောစရာတခုရှိသေးတယ်။ငါနင့်အတွက် surprise ဆိုပြီးတော့စစ်စင်ထားပေးရလေ။နင့်ရဲ့မင်္ဂလာဆောင်ဝတ်ဆောင်အတွက်ကိုလည်းငါပြင်ဆင်ထားတယ်ဒီလား။ဒါကတော့ငါဘက်ကနေနင့်အတွက်မင်္ဂလာလက်ဖွဲ့အနေနဲ့ပေးတဲ့လက်ဆောင်လေးပေါ့။အမရဲ့အမတကယ်အရန်ကိုသဘောကျပြေဝကောင်းမွန်တဲ့သူတစ်ယောက်ပဲနော်။ ဖျားသခင်အမရဲ့ဘဝမှာပျော်ရွှင်မှုတွေအများကြီးကိုယူဆောင်လာခဲ့ပေးပါစေလို့ကျမဆုတောင်းပေးပါရစေ။ဒီလိုနဲ့နောက်ဆုံးမှာတော့ချိုသည်လက်ထံရမယ့်နေလေးကိုရောက်ရှိလာခဲ့ပါရစေ။မိုနီကာကသူ့ကိုယ်တိုင်ဝယ်ထားပြီးတဲ့ဝတ်ဆောင်လေးကိုဝယ်ဆင်ပေးပြီးနောက်မှာတော့ချိုသည်ကိုအလှပအဆုံးသူတို့သမီးလေးတယောက်လိုမျိုးပြင်ဆင်ပေးလိုက်ပါရစေ။မိုနီကာချိုသည်ကိုပြင်ဆင်ပေးလိုက်တဲ့အချိန်မှာချိုသည်အရန်ကိုလှပလွန်နေခဲ့ပါရစေ။ချိုသည်ရဲ့အရန်ကိုလှပနေတဲ့သူတို့သမီးပုံစံလေးကိုတွေ့ခဲ့ရတဲ့အခါမှာချိုသည်ရဲ့မိဘတွေနဲ့အတူတူရခမဟင်ကာသူတွေကလည်းဝမ်းသာပျော်ရွှင်သွားခဲ့ကြပါရစေ။ ဂျော်တီကမိုနီကာနဲ့တယောက်ကြောင့်ကိုလည်းသူရဲ့မင်္ဂလာပွဲကိုဖိတ်ခေါ်လိုက်ပါတယ်။မိုနီကာနဲ့တယောက်ကြောင့်နှစ်ယောက်လုံးကအရန်ကိုချမ်းသာကြပါတယ်။မိုနီကာရဲ့လက်ထပ်ပွဲမှာလက်ဖွဲ့ငွေအနေနဲ့ပတ်စံတွေလည်းသူတို့ကိုပေးခဲ့ကြပါသေးတယ်။ဒါမှလည်းဂျော်တီရဲ့မင်္ဂလာဆောင်အေးအေးဆေးဆေးဖြစ်သွားလို့ရပါလိမ့်။ဂျော်တီလည်းပျော်ရွှင်စွာနဲ့ရောက်ခမအင်ကိုရောက်ရှိသွားခဲ့ပါတယ်။အခုဆိုရင်တော့ဂျိုတီရဲ့အမေကမိုနီကာရဲ့အိမ်မှာအလုံးလုံးနေခဲ့ပါတယ်ဂျိုတီအကြောင်းတွေကိုအမြဲတမ်းပြောဆိုလေးရှိပြီးတော့သူ့အတွက်လည်းဝမ်းသာနေခဲ့ရပါဘို့သူ့သမီးလေးမင်္ဂလာဆောင်မှာအလောက်ထိလာပါနေလိမ့်မယ်လို့သူဘယ်တော့မှမတွေးခဲ့ပါဘူး မိုနီကာလည်းပျော်ရွှင်စွာနေထိုင်နေတဲ့ဂျိုတီရဲ့ဘဝအတွက်ဝမ်းသာကုန်ရှုသွားပါရီဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်